ထိုင်းတရားရုံးချုပ်ကဒီကနေ့အော်တိုဘာလ23ရက်နေ့မှာအဆုံးဖြတ်ချမှတ်ခဲ့တာကတော့နိုင်ငံတော်ရဲ့အခြေခံဥပဒေအရရာဇဝတ်သားလွှဲပြောင်းရေးဟာအခြေခံဥပဒေနဲ့မဆန့်ကျင်ကြောင်းဒီအဥပဒေအရအစီအစဉ်ကိုတရုတ်နိုင်ငံသို့လွှဲပြောင်းပေးအပ်ရေးဆုံးဖြတ်ချက်ချခဲ့ပါတယ်။ခြေကြီးချားဟာမြန်မာနိုင်ငံမြောက်ပြည်မြို့အနီးမှာတန်ဖိုးဘီလီယံ15ဒေါ်လာခန့်ကုန်ကျခဲ့တယ်လို့ခန့်မှန်းရတဲ့ရှီကိုကိုရထိုင်းမြို့သစ်စီမံကိန်းရဲ့ပိုင်ရှင်ဖြစ်ပါတယ်။ဒီစီမံကိန်းဟာဖြော်ရည်မြို့တော်ဖြစ်စတင်ခဲ့ပြီးမြဲနောက်ပိုင်းမှာတော့ online လောင်းကစား ငွေကြေးခေါ်ဝါချမှုလူကုန်ကူးမှုနဲ့ကြားပြန့်စံတာတွေရဲ့အဓိကအချက်ချာနေရာ ဖြစ်လာခဲ့ပါတယ်။ဒီအဆိုရကသူ့ကို2014ခုနှစ်ကတည်းကတရားမဝင်အွန်လိုင်းလောင်းကစားလုပ်ငန်းတွေကြောင်းဖန်ဝရံထုတ်အေးအေးယူထားတာဖြစ်ပြီးနိုင်ငံတွင်းမှာလည်းနိုင်ငံသားတွေကိုလိမ်လည်မှုတွေနဲ့ဒေါ်လာသန်းပေါင်း298စံကျော်လိမ်လည်ခဲ့တယ်လို့ဆွဆွဲထားပါတယ်။ဒီနောက်ပိုင်းမှာတော့သူဟာကမ္ဘောဒီးယားမြန်မာ ထိုင်းနိုင်ငံတွေမှာလောင်းကစား empire ကိုတီထောင်ခဲ့ပါတယ်။ချီချီချန်းကို2022ခုနှစ်ဩဂုတ်လ12ရက်နေ့မှာ အင်တာပိုရဲ့ red notice နဲ့အတူထိုင်းနိုင်ငံဘန်ကောက်မြို့မှာဖမ်းဆီးခဲ့ပါတယ်။လက်ရှိမှာတော့သူဟာထိုင်းနိုင်ငံ crime plan ဘိုးထောင်မှာအကျဉ်းချခံရပြီးဒေသနိုင်ငံကိုလွှဲပြောင်းပေးရရေးမလုပ်ဖို့အတွက်တရားရုံးအဆင့်ဆင့်မှာအယူခံဝင်နေခဲ့တာဖြစ်ပါတယ်။ရှီဂျီချန်ရဲ့ရှေ့နေအဖွဲ့ဟာထိုင်းအခြေခံဥပဒေရဲ့ပုံမှန်၄၅၂၅26 29ရက်29ရက်ကိုကိုးကားပြီးဥပဒေပုံမှန်19နဲ့21ဟာပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်နဲ့ဒုက္ခရွေးတွေကိုချိုးဖောက်နေတယ်လို့အယူခံဝင်ခဲ့ပါတယ်။ ရှီဂျီဂျန်ဟာထောင်ထဲကနေဗီဒီယိုတစ်ခုတင်ခဲ့ပြီးသူဟာနိုင်ငံရေးလုံခြုံမှုတွေကြောင့်အဖိနှိပ်ခံရတာလို့လဲဆွဆွဲခဲ့သလိုထိုင်းထောင်ထဲမှာလူသားချင်းစာနာမှုမရှိဘဲဆက်ဆံခံရကြောင်းလဲပြောဆိုခဲ့ပါတယ်။ဒါပေမဲ့ထိုင်းတရားရေးဝန်ကြီးဟောင်းကတော့အဲ့ဒီဆွဆွဲချက်တွေကိုညှင်းဆိုပြီးရှီဂျီဂျန်ကိုလူသားချင်းစာနာထောက်ထားစွာနဲ့ရှင်းနေရတဲ့တွေးဆခဲ့ပြီးဆက်ဆံခဲ့ကြောင်းအတည်ပြုခဲ့ပါတယ်။ဒီမှုကရှီဂျီဂျန်ရဲ့တရုတ်နိုင်ငံအထူးလွှမ်းမိုးခဲ့တဲ့ကြားဖြန့်အင်ပါယာကြီးအပေါ်ဘလို့တည်ရောက်မှုတွေဖြစ်စေနိုင်လဲဆိုတာစောင့်ကြည့်ရမှာပါ။ သူရဲ့ရထိုင် International Holding Group ဟာထိုင်းမြို့တော်ဘန်ကောက်ကိုအချက်ချထားပြီးမြန်မာနိုင်ငံမှာကရင်နယ်ကြားဆောင်တက်ဗီဂျီယန်နဲ့ပူးပေါင်းပြီးရွှေကုတ်ကိုအထူးစီးပွားရေးဇွန်ကိုတည်ထောင်ခဲ့တာဖြစ်ပါတယ်။ဒါဟာအမေရိကန်နဲ့ဗြိတိန်တို့ရဲ့ပိတ်ဆို့မှုစီးရင်နဲ့ပါဝင်နေတဲ့ပေါ်တူဂီကွန်ရက်နယ်လက်ဆက်လွယ်နေရလို့သတင်းတွေထွက်ပေါ်နေပါတယ်။ရှီဂျီချာဟာတရုတ်နိုင်ငံရှန်တောင်မြို့မှာဝေဖွားခဲ့ပြီးငငယ်ရွယ်ရွယ်နဲ့ဖိလစ်ပိုင်ကိုသွားရောက်ခဲ့ပြီးလောင်းကစားလုပ်ငန်းကိုစတင်ခဲ့တာပါ။ 2015ခုနှစ်မှာတော့ကမ်ဘောဒီးယားမြန်မာထိုင်းနိုင်ငံတွေမှာသူ့ရဲ့ online လောင်းကစားလုပ်ငန်းတွေကိုတည်ထောင်ခဲ့ပါတယ်2018ခုနှစ်မှာကမ်ဘောဒီးယားနိုင်ငံသားခံယူပြီးရထိုက် international holding group ကိုဟောင်ကောင်မှာတည်ထောင်ခဲ့ပါတယ်2019ခုနှစ်မှာကမ်ဘောဒီးယားက online လောင်းကစားတွေကိုတားဆီးခဲ့တာကြောင့်ဒီလုပ်ငန်းတွေကိုမြန်မာနိုင်ငံကိုရွှေ့ပြောင်းလာခဲ့ပြီး2021စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်းမှာတော့လောင်းကစားယုံတွေအပြင်ကြားဖြတ်နေငွေကြေးခေါ်ဝါချတဲ့လုပ်ငန်းတွေကိုတိုးချဲ့ခဲ့ပါတယ် ချီချီချန်းဟာထိုင်းနိုင်ငံမဲဆောက်မြို့ကဩဇာရှိသူတွေနဲ့ဆက်နွယ်မှုတွေရှိခဲ့သလို2022ခုနှစ်မှာထိုင်းဥပဒေပြုလွှတ်တော်ကော်မတီမှာလောင်ကစားဥပဒေပြုရေးဆိုင်ရာကိစ္စရပ်တွေကိုလည်းတင်ပြခဲ့မှုပါတဲ့ဒီကနေ့ထိုင်းတရားရုံးချုပ်ရဲ့အမိန့်ဟာချီချီချန်းကိုတရုတ်နိုင်ငံသို့လွှဲပြောင်းပေးရည်အတွက်လမ်းပွင့်သွားစေခဲ့ပြီးဒီမှုဟာနိုင်ငံတကာရာဇဝတ်ကွန်ရက်တွေကိုတိုက်ဖျက်ရေးမှာအရေးပါတဲ့ဆုံးဖြတ်ချက်အဖြစ်သတ်မှတ်နိုင်ပါတယ်ဒါပေမဲ့သူ့ရဲ့အင်ပါယာကြီးနဲ့ဆက်နွယ်နေတဲ့ ခြားသောအရှုပ်တော်ပုံတွေဟာလည်းဆက်လက်ပေါ်ထွက်လာနိုင်ဦးမှာလားဆိုတာကိုတော့ဆက်လက်စောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်